ပါရှင်ရှင်းလင်းချက်နယ်တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်စက်တင်ဘာလ26ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင် ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစင်တွေကတော့ကမ္ဘလိုမြို့နယ်အောင်ချမ်းသာရွာကိုမီးရှို့ဖျက်ဆီးထားတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွေးတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ73ဦးသေဆုံးကြောင်းရွာငါမြို့နယ်တွင်မိုးသေးထန်စွာရာသွန်းမှုကြောင့်စစ်ပေးရှောင်စခန်းပေါ်မီးပြိုကျပြီးကလင်းငင်များအပါအဝင်ပြည်သူ၁၀ဦးထပ်မံသေဆုံးကြောင်း ကြောက်မင်းမျိုးနေတွင်စစ်ကြောင်ထိုးလာတဲ့စစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမတိန်ချင်းတပ်ဖြတ်ပြီးတန်ကတော့တပားအပါဝင်စစ်ပေးဆောင်ပြီးသူ၄ဦးကိုရရဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းစစ်အာဏာရှင်အမြင့်ပြတ်တပ်ဖြတ်ရင်း UNG သမရနဲ့ KNU ဥက္ကဋ္ဌတို့ တွဲဆောင်ဆွေးနွေးပြီးခိုင်မာစွာလက်တွေ့ရန်သဘောတူညီကြ။ဝန်သူမျိုးမှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား35ဦးကြောသေဆုံးပြီး6ဦးအရှင်ဖမ်းမိကလက်နက်ခေရများပါသိမ်းဆီရရှိကြ။မြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွင်ပါဝင်နေတဲ့မြန်မာ၃ဦးနဲ့မြောက်ကိုရီးယား၂ဦးစုစုပေါင်းလူပုဂ္ဂိုလ်၅ဦးနဲ့ကုမ္ပဏီတစ်ခုတို့ကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပေးဆို့အရေးယူကြောင်းတို့ပေးဖြစ်ပါရရှင်။ ကမ်ဘလူမြို့နယ်အောင်ချမ်းသာရွာကိုမိရှုဖြစ်စီသွားတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွေတက်ခိုင်းမှုတွင်စစ်တပ်ဘက်မှ73ဦးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်အောင်ချမ်းသာရွာကိုမိရှုဖြစ်စီသွားတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွေတက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ73ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ23ရက်နေ့တွင်ကမ်ဘလိုမြို့နယ်ကာဘိုးရွာမှထွက်လာတဲ့အင်အားတရာကျော်ပါဝင်တဲ့စစ်တပ်စစ်ကြောင်းဟာအောင်ချမ်းသာရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်နေအိမ်၈လုံးကိုမိရှုဖျက်ဆီးခဲ့ကြောင်းသူစစ်ကြောင်းဟာပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးပြီးနောက်အနီးအနားကျေးရွာများကိုထပ်မံဝင်ရောက်စီးနင်းရန်ထွက်လာစဉ်တော်လိုင်းရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာ၌မိုင်းဆွေးတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ရင်မိုင်းဆွေတက်ခိမှုအတွင်းအကြံဖက်စစ်တပ်ဘက်မှ73ဦးသေဆုံးကထက်မှန်စစ်ကြောင်းချိုးခြင်းမပြုလုပ်တော့ဘဲကာဘူးချေးရွာစတင်ကြောင်းအတွင်ကို ကြံလေးဆုတ်ခွာသွားကြောင်းဒေတာအတွင်းတွန်လိုင်းရေးတရင်ရင်မြက်ကပြောဆိုထားပါတယ်။ဒေတာအတွင်းတွန်လိုင်းရေးတရင်ရင်မြက်က အောင်ချမ်းသာရွာကပြည်သူပိုင်နေအင်းရှစ်လုံးကိုမိရှုဖြစ်စီသွားတဲ့စစ်ခွေတွေကိုတွန်လိုင်းရေးတပ်ဖွဲ့တွေကလမ်းပိုင်းတနေရောင်မှာမိုင်းဆွေးတက်ခိုက်ခဲ့တာပါ။စစ်ခွေ73ကောင်တိဆုံနဲ့အစစ်ခွေတွေက အောင်ချမ်းသာရွာအနီးကရွာတွေကိုထပ်ပြီးတော့စစ်ကြောင်းထိုးကိုထွက်လာတော့မိုင်းမိသွားတော့စစ်ခွေတွေအကုန်လုံးကာဘူးရွာထဲကိုပြန်ဝင်သွားတယ်လို့ရန်ကုန်ခေတ်သစ်တရင် ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။လက်ရှိချိန်တွင်အကြံဖက်စစ်တပ်ဟာကမ်ဘလူးမြို့နယ်အတွင်းရှိပြည်သူများနေထိုင်တဲ့ခြေရွာများကိုလေကြောင်းဖြင့်ပုံကြီးတက်ခိတ်ခြင်း၊မိပင်စစ်ကြောင်းများကလည်းခြေရွာများကိုစစ်ကြောင်းထိုးမိရှို့ခြင်းများကြောင့်ပြည်သူများတရိပ်ပြုတ်နေထိုင်ကြရန်တိုးလှန်ရေးအားစုများကမျက်တံရေးခံထားကြောင်းသိရှိရပါတယ်ရှင်။ ကျောင်းမြို့နယ်တွင်မိုးတိထန်စွာရွာသွန်းမှုကြောင့်စစ်ပေးရှောင်စခန်းပေါ်မေးပြူကြပြီးကလင်းငင်များအပါဝင်ပြည်သူစေဦးချက်မင်းတေဆုံတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကျောင်းမြို့နယ်တွင်မိုးတိထန်စွာရွာသွန်းမှုကြောင့်စစ်ပေးရှောင်စခန်းပေါ်မေးပြူကြပြီးကလင်းငင်များအပါဝင်ပြည်သူစေဦးချက်မင်းတေဆုံခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ24ရက်နေ့တွင်ကျောင်းမြို့နယ်အတွင်မိုးတိထန်စွာရွာသွန်းမှုကြောင့်စစ်ပေးရှောင်စခန်းတစ်ခုပေါ်ကို တောင်ပြုံချမှုဖြစ်ပွားခဲ့ပြီးဆစ်ချောင်းပြည်သူစေဦးထက်မင်းမေကြီးထင်းနှမြုပ်ပြီးတည်ဆုံခဲ့ကြောင်းတည်ဆုံသူစေဦးဟာ ကျောက်တော်ကြီးရွာမှာစစ်ပီးရှောင်ပြည်သူများဖြစ်ကြပြီးအသက်60နှစ်အရွယ်အသက်45နှစ်အရွယ်အသက်22နှစ်အရွယ်အသက်60နှစ်အရွယ်အသက်9နှစ်အရွယ်အမျိုးသား5ဦးနဲ့အသက်65နှစ်အရွယ်အသက်49နှစ်အရွယ်အသက်36နှစ်အရွယ်အသက်24နှစ်အရွယ်အသက်7နှစ်ခွဲအရွယ်အမျိုးသမီး5ဦးတည်ဆုံခဲ့ပြီးအသက်20နှစ်အရွယ်အမျိုးသားတအူးရဲ့ရုပ်အလောင်းတလောင်းကိုသာရှာဖွေတွေ့ရှိခဲ့ကြောင်း DSNDA မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောဆိုထားပါတယ်။ DSNDA မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကတေဆုံးသူကအမျိုးသား၅ဦးနဲ့အမျိုးသမီး၅ဦးပါ။တေဆုံးသူအကုန်လုံးကကြောက်တော့ချင်းရွာကစစ်ပေးတိမ်းရှောက်နေရတဲ့ပြည်သူတွေပါပဲ။တေဆုံးသူ၄ဦးရဲ့နာမည်တွေကိုတော့ ထုတ်မကြတော့ပါဘူးလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အကြည့်ပြုပြောဆိုထားပါရယ်လက်တလို့ရွာကမြို့နေတို့စက်တင်ဘာလ23ရက်နေ့မှာစတင်ပြီးအင်အား120ခန့်ပါဝင်တဲ့စစ်တပ်ကစစ်ကြောင်းကကျေးရွာမြောက်ကိုဝင်ရောက်စစ်ကြောင်းထိုးနေကြောင်းစစ်တပ်ကနေမရှင်းလင်းဖို့အကြောင်းကြားကရွာကမြို့နေကျောက်တိုးရွာမှနေအိမ်23လုံးနဲ့စစ်ပကြီးမြောက်ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ဖြင့်ပြည်သူများမှာလက်ရှိချိန်ထိထွက်ပြီးတင်းရှောက်နေရခြင်းဖြစ်ကြောင်းသိရှိရပါရဲ့ရှင် ကျောက်မင်းမြို့နေတွင်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမတိန်ချင်တပ်ဖြတ်ပြီးတန်ကတော်တပားအပါဝင်စစ်ပေးရှောင်ပြည်သူ၄ဦးကိုရဲရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မင်းမြို့နေတို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုစစ်တပ်ကမတိန်ချင်တပ်ဖြတ်ပြီးတန်ကတော်တပားအပါဝင်စုစုပေါင်းပြည်သူ၄ဦးကိုရဲရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ စက်တင်ဘာလ24ရက်နေ့ညနေပိုင်းကြောင်မီမျိုးနေ့နာအိတ်ခန့်ရွာအနီးတန်ကာရောတပားနဲ့စစ်ဘေးရှောင်သားအမိ၃ဦးဖြစ်တဲ့အသက်48နှစ်အရွယ်တို့နဲ့တမီးဖြစ်သူအသက်16နှစ်အရွယ်နန်းတိန်စာဒါဖြစ်သူအသက်17နှစ်အရွယ်ဆိုင်းမောင်တို့ကိုစစ်တပ်ကတွေ့ရှိသွားကြောင်းရင်းနောက်စစ်တပ်က အသက်၁၆နှစ်အရွယ်နန်းတိန်စာကိုမရင်ကျင့်ပြီးပထမဦးစွာတက်ဖြတ်ကြောင်းဒါပြန်တို့လည်းနဲ့ဆိုင်းမောင်တို့ကိုလည်းပြစ်ခတ်တက်ဖြတ်ခဲ့ကြောင်းတန်ကတော်ကမူဂျေးရွာအနီးတွင်ပင်တက်ဖြတ်ခဲ့ကြောင်းဒေသခံပြည်သူများနဲ့အသက်ခံရသူများရဲ့မိတ်ဆွေတို့ကပြောဆိုထားပါတယ်ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံပြည်သူက အသက်ခံရသူတွေကစစ်ပေးရှောင်နေတဲ့နာအိတ်ခန့်ဂျေးရွာကပါမိန်းကလေးငယ်ကိုမရင်ကျင့်တက်ဖြတ်ထားတာမင်းတို့တော့မကောင်းပါဘူးအမေရောမောင်လေးကိုရောတက်သွား ါတယ်။ဦးစင်းတပါးကိုလည်းတက်သွားတယ်။စုစုပေါင်းတည်ဆုံတာ၄ဦးပါ။စစ်တပ်အသုံးဆောင်တွေယူနီဖောင်းတွေပေါင်းပြီးဝေချမ်းခဲ့တယ်။ဒီအထက်မှာလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတီးပြုတ်ပြောဆိုထားပါတယ်။ရှမ်းကျောင်းသားတမကကလည်းကြောက်မင်းမျိုးနေတွင်စစ်တပ်ကအသက်မပြည့်သေးတဲ့မိန်းကလေးညစ်တူကိုအတမချင်းတပ်ဖြတ်ခဲ့ကတန်ကာရောတပါးအပါဝင်စုစုပေါင်းပြီးသူ၄ဦးကိုတပ်ဖြတ်ခဲ့ကြောင်းယမနေ့တရင်ထုတ်ပြန်ထားပါတယ်။ အသက်ခံထားရတဲ့မိသားစု၃ဦးနေထိုင်တဲ့ဒေသတွေစစ်ကောင်စီတပ်သားများရဲ့ယူနီဖောင်းကျန်ရစ်ခဲ့ကြောင်းယခုကဲ့သို့အပြစ်မိပြည်သူများကိုစစ်ရဇဝမှုကျူးလွန်နေရတဲ့စစ်တပ်နဲ့ပူပေါင်းဆောင်ရွက်ခြင်းမပြုဘဲအရေးယူပေးရန်ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းများကိုရှမ်းကျောင်းသားတမကကတောင်းဆိုထားပါတယ်။ရှမ်းကျောင်းသားတမကအနေနဲ့ပြည်သူများအပေါ်ရဇဝမှုများကျူးလွန်နေရှိတဲ့စစ်ရဇဝကောင်များကိုပြရနီလန့်ဖြင့်အပြစ်ပေး ည်းအရေးယူသွားနိုင်ရန်ကုန်ပြီးပေးသွားမည်ဖြစ်ကြောင်းဆက်လက်ထုတ်ပြန်ထားရလို့သိရှိရပါတယ်ရှင်။စေအာနာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေး UNG သမရနဲ့ KNU ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွေ့ရန်သဘောတူညီတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စေအာနာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ UNG နိုင်ငံတော်ယာယီသမရဒူဝလာရှိလာနဲ့ကရင်အမျိုးသားစီယုံ KNU ဥက္ကဋ္ဌပဒုကွေထူဝင်းတို့ တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွေ့ရန်သဘောတူညီလိုက်ကြောင်းနှစ်ဖက်စလုံးကတရင်ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ24ရက်နေ့တွင်ထူထူတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီးဒိုလိုင်းရဲ့အဆုများကြားယခုထက်ပုံမှန်စည်းလုံးမျိုးဆွာလက်တွေ့ပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှအပီးတိုင်လိုမျိုးကြီးစစ်အာဏာရှင်နဲ့ အာနာရှင်ဟုသည်များအနုပြတ်တိုက်ဖြတ်ပြီးလွတ်လပ်မှုရင်းချမ်းမှုနဲ့လူထုတရားဝပြိုးမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ခိုင်မာစွာ အတူလက်တွဲဆောင်ရွက်သွားကြရန်ကောင်းဆောင်နှုတ်ဦးသဘောတူညီဖြစ်ကြတယ်လို့သိရှိရပါတယ်။ NUG တမရနဲ့ KNU ဥက္ကဋ္ဌတို့တို့ရှုံမှုအတွင်းလူဦးတို့လိုင်းရေးအမြန်ဆုံးအောင်မြင်စေရန်တို့လိုင်းအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမယ်ခန္ဓာများနဲ့ဆက်လင်း၍အခြေတဝန်းဆွေးနွေးခဲ့ကြပြီး NUG နဲ့ KNU နှစ်ဖွဲ့စလုံး ကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဆင်ကျင်ကြောင်းကြေညာထားပြီးရွေးကောက်ပွဲကြောင့်နိုင်ငံကြီးပြည်ထနာများပုံမွှေ့ထွေကမြန်မာနိုင်ငံလုံးပြည်ပခန့်များပုံမပြန်ချန်လာနိုင်ကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်သတိပေးထားပါတယ်။အာနာသိန်းစစ်တပ်ကမှရွေးကောက်ပွဲဆင်ကျင်သူမှန်တမျှကိုထိရောက်စွာအရေးယူမယ်လို့ကြေညာထားပြီးအကြံဖက်အဖွဲ့အဖြစ်ကြေညာခြင်းအမှုဖွင့်ခြင်းများကိုတောက်လျှောက်စုတလုံးလှုပ်ဆောင်လာကြောင်းသိရှိရပါတယ်ရှင်။ ဝန်သူမျိုးမှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား35ဦးကျော်သေဆုံးပြီး6ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းများပါတင်စီရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ စကိုင်းတိုင်းဝန်သူမျိုးနေဝန်သူမျိုးမှအင်အား60ခန့်ကျင်ထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်းခဲ့ရာ35ဦးကျော်သေဆုံးပြီးစစ်တုံးပန်း6ဦးနဲ့အတူလက်နက်ခေရံများလေးတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ September 3ရက်နေ့ကဝန်သူမျိုးမှအကြံဖက်စစ်သား50ဦးနဲ့လက်အောက်ခံရေး10ဦးစုစုပေါင်းအင်အား60ဦးပါဝင်တဲ့စစ်ကြောင်းထွက်လာကြောင်းအဆိုပါစစ်ကြောင်းကိုထောက်ကြံတော်ရွာအနီး ကျက်ခေါင်းတောင်အရောက်ဒီတုကကွေကြီးပူပေါင်းတဖွဲ့များကတိုက်ခိုက်ချင်းမုန်းခဲ့ရာစစ်သားအလောင်း30ကျော် စစ်တုံးပန်း9ဦးနဲ့အတူလက်နက်ခင်းရန်အများပြားတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဆောက်ပေါ်ထွက်ပြေးသွားတဲ့စစ်သား12ဦးရှိပြီးအဆိုပါစစ်သားများတွင်တရားရရှိသူများလည်းပါဝင်ကြောင်းရင်းစစ်သား12ဦးမှာဝန်သူမျိုးတို့ပြန်လည်ဝင်ရောက်သွားခဲ့တော်လဲ တန်ရရရှိတဲ့စစ်သားလေးဦးမှာဝန်သူမျိုးတို့ရောက်ရှိချိန်တည်ဆောင်းသွားကြောင်းကိုလင်းခရိုင်အမှတ်၄တရမ ကိုရှိုင်ဆိုင်ကပြောကြားထားပါတယ်။ဒါ့အပြင်တော်လှန်ရေးတပ်ကဖမ်းမိထားတဲ့စစ်တုံးပန်းစစ်သား9ဦးနဲ့စစ်သား2ဦးမှာဆေးဝါးကုသပေးနေစဉ်တေဆုံသွားကြောင်းထူကြောင်းအရှင်ဖမ်းမိသူ6ဦးသာကျန်ရှိကြောင်းစစ်တုံးပန်းများကိုစစ်စင်းနေများကတိုင်းစစ်ဌာနသို့ပေးပို့လိုက်ကြောင်းသိရှိရပါတယ်။ကိုလင်းခရိုင်အမှတ်လေးတရရင်မှကိုရှိုင်ဆိုင်ကတက်ခွေချစ်တာကတော့စက်တင်ဘာလ၄ရက်နေ့နဲ့စက်တင်ဘာလ 9ရက်နေ့2ရက်တည်းဖြစ်တာပါဒါပေမဲ့သူတို့ကိုလူချင်းတဲ့နေရာရောက်အောင်မှန်းသွင်းရတယ်ကျွန်တော်တို့ဘက်ကတက်ခွေမှုစစ်ကြောင်းမှုက အရန်ကောင်းတယ်သူရဲ့လှုပ်ဆောင်မှုတွေဒီတက်ပွဲထဲမှာအရန်ကောင်းခဲ့ပါတယ်လူချင်းတဲ့နေရာရောက်တယ်ကျွန်တော်တို့လူချင်းတဲ့အတိုင်းဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ဘက်ကစီစီလုံးလုံးနဲ့တိုင်နိုင်ခဲ့တယ်9ရက်နေ့ညနေ6:40မိနစ်မှာတပောက်ဖုန်ပေးထားတဲ့အတွက်အပြီးတဲ့ လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်လို့ရန်ကုန်ခက်တစ်တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအမှတ်၈စစ်တေကကိုလင်းခရိုင်အမှတ်၄တရင်တခွေမှုရဲဘော်တကုံနဲ့ရဲဘော်ပေါ်ကတို့ကဥဆောင်ကကိုလင်းခရိုင်အမှတ်၄တရင်နဲ့ကိုလင်းခရိုင်အမှတ်၁တရင်မှတဖွဲ့ဝင်များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတဖွဲ့ဝင်၁၂ဦးမစိုးရိမ်ရအနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ မြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွေပါဝင်နေတဲ့မြန်မာ၃ဦးနဲ့မြောက်ကိုရီးယား၂ဦးစုစုပေါင်းလို့ပုတ်ကို၅ဦးနဲ့ကုမ္ပဏီတစ်ခုတို့ကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွင်ပါဝင်ပတ်သက်နေတဲ့လူပုဂ္ဂိုလ်၅ဦးနဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းအမေရိကန်အစိုးရပန်နာယီဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ်။မြောက်ကိုရီးယားရဲ့ဥပဒေမြေ့ လက်နက်အစီအစဉ်တွေဟာအမေရိကန်နဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချောက်မှုတစ်ခုဖြစ်နေတာမို့ပါဝင်ပသက်နေတဲ့ငွေကြေးကွန်ရက်တွေကိုဖျက်သိမ်းချေမှောင်သွားမှာပါလို့အမေရိကန်ဗန်ဒါယူဂျီဌာနအကြံဖတ်မှုနဲ့ငွေကြေးဆိုင်ရာထုတ်လွှင့်ရေးတာဝန်ရှိသူဂျွန်ကေဟာဂီကပြောကြားထားပါတယ် မြောက်ကိုရီးယား Korea Mining Development Trading Corporation KOMD နဲ့မြန်မာစစ်တပ်အကြလက်နက်ရောင်းဝယ်မှုတွေကိုချုံးမွေးစေရည်အဓိကခွင့်ရကြီးတစ်ခုကို American ကဖို့ထုတ်အရေးယူထားပြီး American ရဲ့အရေးယူမှုဟာမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုများကိုဟန်တားရန်နဲ့မြောက်ကိုရီးယားအစိုးရအတွက်အရေးကြီးတဲ့ရန်ပုံငွေလမ်းကြောင်းဖြတ်တောက်ရန်ဖြစ်ပါတယ်။ 2022ခုနှစ်တွင်မြန်မာနိုင်ငံမှ Royal Shin Lei Company Limited ကမြန်မာစစ်တပ်အတွက် KOMIT Company နဲ့လက်နက်ဝယ်ယူရေးသဘောတူညီချက်ကို ပထမဆုံးပွဲစားလုပ်ပြီးခဲ့ကြောင်း2023ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ KOMIT ထံမှလက်နက်များထပ်မံဝယ်ယူရေးအတွက် Royal Shin Lei Company Limited မှဝန်ထမ်းကြော်သူမျိုးနဲ့ CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင်တို့ကတရုတ်နိုင်ငံသို့တောက်ရောက်ခဲ့ကြောင်း Royal Shin Lei မှဝန်ထမ်းများကမြန်မာကိုယ်စားလှယ်အဖွဲ့အတွက်မြောက်ကိုရီးယားဗီဇာရရှိရေးအတွက်တရုတ်နိုင်ငံဘေကျင်းသို့တောက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဘေကျင်းမြို့ရှိ KOMID မှလက်ထောက်ကိုယ်စားလှယ်ကင်ယုံဂျူက အခြား KOMID ကိုယ်စားလှယ်များတင်မျိုးအောင်ချိုတူမျိုးနဲ့တို့နဲ့အတူမြန်မာစစ်တပ်အတွက် Royal Shin Lei မှတဆင့် ဝေဟင်ပုံးနှမျိုးဝေဟင်ဆောင်ကြည့်ရီကိရိယာများအပြင်ရောင်းချပေးရန်ခင်တိုင်းဆွေးနွေးပေးခဲ့ကြောင်း KOMID က Royal Shun Lake Company ထံသို့ဝေဟင်ပုံးလမ်းညွှန်ကိရိယာနမူနာများကိုစမ်းသပ်သုံးဆွဲရန်နဲ့နောက်ဆုံးအယောင်ဝေဖြစ်ရန်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားလုပ်နေတဲ့ Royal Shun Lake Company တွင်ကိုအောင်ကိုကိုဦးက company director အဖြစ်ပါဝင်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။ဒါကြောင့် Royal Shell Company နဲ့ကျိုးသူမျိုးနဲ့သူမျိုးအောင်အောင်ကိုကိုဦးတို့ကို American ကစီးပွားရေးပိတ်ဆို့ တန်ခတ်အရေးယူလိုက်ကြောင်း Royal Shunmei Company ကိုကနေဒါနဲ့ဗီတိန်တို့က2024ခုနှစ်အောက်တိုဘာလတွင်၎င်း2023ခုနှစ်ဒီဇင်ဘာလတွင်ဥရောပသမဂ္ဂတို့က၎င်းအရေးယူတန်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်မြန်မာစစ်တပ်နဲ့လက်နက်အယောင်အဝေးတွင်ပါဝင်နေပြီးမြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်များတွင်ပါဝင်နေတဲ့မြောက်ကိုရီးယား Korea Mining Development Trading Corporation Company မှာကင်မြုံဂျွန်နဲ့မြောက်ကိုရီးယား ထုတ်လည်ရေးဌာနမှနမ်ချွေအုံတို့ကို၎င်းအမေရိကန်ကအရေးယူတန်ခတ်လိုက်ကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြလောက်နဲ့ပေးရနာတော့ပါမယ်ရှင်။ Channel Channel တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရအောင်ကြပါစေရှင်။